မင်္ဂလာပါခင်ဗျာ MM တင်က YouTube Channel ရဲ့စိတ်ဝင်စားဖွဲ့ MM နဲ့အားကစားအကြောင်းအရာသတင်းထုံးသက်ချက်အများအစီအစဉ်နဲ့ကြားလည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တကယ်ကိုမယုံနိုင်စရာကောင်းလောက်တဲ့ Champion Creeland တစ်ခုကိုရှောင်းလန်းပြခဲ့တဲ့ Joshua Van Gunie ရဲ့အကြောင်းကိုကျွန်တော်တို့အတူတူစိတ်ဆေဆက်ဆက်လေ့လာကြည့်တော့မှာဖြစ်ပါရစေ။ ဒီနေ့ရဲ့တုံးသက်ချက်ကိုလို့စကလုံးလေးများကြီးနဲ့မဆက်ချင်သေးဘူး MMA လောကရဲ့တမိုင်းတမင်နာကိုပြောင်းလဲပြီးခဲ့တဲ့ကိန်းခဏလေးချက်ခုတဲ့နဲ့ပဲရင်းဆုံးဆက်လိုက်ချင်ပါတယ်အဲ့လာကတော့26ဆိုတဲ့ခဏန်းပါပဲဟုတ်ပါတယ်26ပါဒီခဏလေးကဘာကိုဆိုလို့တလဲဘလောက်တောင်အရေးပါခဲ့တယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်အားကစားကဘာတစ်ခုလုံးကိုတုံလုတ်အန်အားတင်စေခဲ့တဲ့အချိန်ကာလလေးတစ်ခုပေါ့ ဂျော့ရှွာဗန်တဂင်စ်ကလက်ရှိချန်ပီယံကြီးအလက်ဇန်ဒရာပန်ဒိုဂျာကို26စက္ကန့်အတွင်းမှာပဲအလဲထိုးပြီး USC Flyweight တန်းရဲ့ကမ္ဘာချန်ပီယံတစ်ထိလာခဲ့တဲ့အချင်းစက္ကန့်အရေးအတွက်ပါပဲစဉ်းစားကြည့်ပါကမ္ဘာချန်ပီယံကြောင်းဖြစ်လာဖို့26စက္ကန့်ပဲလိုခဲ့တယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပါပဲကောင်းပါပြီဒီအမခတ်နိုင်ပေါ်ရဲ့တကယ်တန်ဖို့သူ့ရဲ့နောက်ွယ်ကဇလန်းကိုနားလဲဖို့ဆိုရင်တော့အချင်းဆက်ကိုလာအနှဲငယ်လောက်နောက်ပြန်ဆုတ်ပြီးတော့ဒီလိုမယုံနိုင်စရာအခွင့်အရေးကြီးက သူ့စီကိုဘလို့ရောက်လာခဲ့တယ်လဲဆိုတာကိုပြန်ပြီးကြည့်ဖို့လိုလာပါပြီ။ဇလန်းကဒီလိုစခဲ့တာပါ။ UFC 37တင်းမာလီအစစ်မမရက်တီနီရဲ့ပြိုင်ဘက် Brandon Royver နဲ့အစင်6 Manner Capillo ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုစီစဉ်ထားခဲ့တယ်။အဲ့ဒီပွဲကနေပဲအရာအလုံးကပြောင်းပြန်ဖြစ်သွားတော့တာပါပဲ။အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ Manner ကပေရယူရီယပွဲကနေနှုတ်ထွက်သွားရော။ဆိုတော့ UFC ကလည်းအစားထောက်မဲ့သူအရေးပေါ်ရှာရတာပေါ့။ အဲ့ဒီအချိန်မှာပဲအစင်စနစ်မှာရှိနေတဲ့ Joshua Vance ကိုကလန်မှုတစ်ခုရောက်လာတယ်။ဒါလေတကယ်ကိုစွန့်စားရမယ့်ကိစ္စပင်စင်ချင်းကလည်းနဆတရပဲရမယ်။ဒါပေမဲ့အခွင့်အရေးကလည်းအကြီးကြီးလေဒီလိုအနေရကြီးတဲ့ပွဲကိုသူကလက်ခံလိုက်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကတကယ်ကိုတေးမြေကြီးရှင်းရွှေထီးဆွဲအခြေအနေမျိုးပါပဲ။နောက်ဆိုဆရာ line မရှိတော့ဘူး။ဒီပွဲရှုံးရင်သူ့ရဲ့အဆင့်အထန်းတွေကြာသွားနိုင်တယ်။ဒါပေမဲ့ နိုင်လိုက်တာနဲ့ထက်ခါတဲ့ထိုက်တန်းကိုတက်လန်းနိုင်မယ်အခွင့်ရေးပဲဒီလိုအလောင်းအစားချီးကိုသူလုတ်ခဲ့တာပါအေးဒီဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့အားကစားသမိုင်းမှာမြင်တွေ့ရခဲ့တဲ့အမခန်ထိုးတက်လာမှုကြီးတစ်ခုကိုကျွန်တော်တို့အားလုံးမြင်ဝါထင်ထင်မြင်တွေ့ခဲ့ရပါရဲ့ပထမဆုံးရင်ဆိုင်ရတာကဘယ်သူလဲဆိုတော့နံပါတ်1ပြိုင်ဘက် Brandon Rovell ပါပြင်စင်ချင်းကလည်းနည်းနည်းလေးလူတိုင်းကသူ့ကိုအရှုံးပေးထားကြတာဒါပေမဲ့သူ့ကအားလုံးကိုမမတ်တက်တည်ပြပြီးအမတ်နဲ့အပြတ်တက်နိုင်သွားတယ် ဒီပွေးတပွေးလေးနဲ့တင် flyway တန်းတစ်ခုလုံးလှုပ်ခတ်သွားခဲ့တာပါအဓိကချက်ကအဲ့ဒါပါပဲအဲ့ဒီစွန့်စားမှုကိုလှုပ်လိုက်တဲ့အတက်သူကအဆင့်စနစ်ကနေတခါလေးအဆင့်တက်ကိုခုန်တက်သွားတာပါတခြားစီနီယာတွေဖြစ်တဲ့တချူရိုထိုင်ရက်တို့မနက်ကပီတို့ကိုတောင်းကြော်ပြီးချန်ပီယံစင်ခေါ်ခွန်ကိုတန်းရသွားတာဗျာအဲ့ဒီတော့သူ့ရဲ့စွန့်စားမှုအတိုင်းဆူလာကပါဖြစ်မလဲအဲ့ရာကတော့အားလုံးရဲ့အိမ်မတ် UFC ရဲ့ရွှေခါပါအကြွားရဲ့လက်ရှိချန်ပီယံအလက်ဆန်ဒရာပန်တိုဂျာနိုင်ထိုးတက်ခွင့်ပါပဲ။ နောက်ဆုံးရလက်ကတော့ကျွန်တော်တို့အစမှပြောခဲ့တဲ့ကဏ္ဍလေးပါပဲ26စက္ကန့်အဲ့ဒီ26စက္ကန့်အကျွမ်းပါပဲအလဲထိုးနိုင်ယူပြီး UFC တမိုင်းမှာ ပထမဆုံးအာရှသားမြို့သားချန်ပီယံဆိုတဲ့တမိုင်းတစ်ကိုရေးထိုးနိုင်ခဲ့ပါတယ်ဒီအနိုင်ပွဲကသူ့အတွက်ချန်ပီယံခါဘတ်တစ်ခုတည်းရတာမဟုတ်ပါဘူးဒီနိုင်ပွဲကြောင့်2024ခုနှစ်ဟာသူ့အတွက်တမိုင်းဝင်နှစ်တစ်နှစ်ထိတွားပြီး MMA လောကရဲ့အမြင့်ဆုံးဂုဏ်ပြုဆု Fighter of the Year အတွက်ထိတ်ဆုံးကရေးပန်းစားလာစေခဲ့ပါတယ် သူရဲ့2024ကိုပြောင်းကြည့်လိုက်ရင်လုံးဝကို perfect ဖြစ်ခဲ့တယ်။ Ray Churia ကိုနိုင်တယ်၊ Bruno Silva ကိုနိုင်တယ်၊ပြီးတော့အဆင့်တဲ Brandon Ravel ၊နောက်ဆုံးချန်ပီယံ Alexandra Pantoja ။တနစ်ထဲမှာ၄ပွဲနိုင်ပြန်ဘက်တွေကလည်းတပွဲချက်တပွဲပိုမာကျိုးလာတာပါ။တခြား Fighter of the Year ဆိုတဲ့ရေပန်းပစားနေတဲ့ Ilya Topuria တို့ Alex Pereira တို့လို Fighter တွေနဲ့ရှင်ကြည့်အောင်။သူတို့ကတနစ်ကိုနှစ်ပွဲစီပဲနိုင်ထားတာ။ Joshua Van ကကြတော့၄ပွဲတော့နိုင်ထားတာဆိုတော့ သူ့ရဲ့ activity ရောအနိုင်ရခဲ့တဲ့ပြိုင်ဘက်ထရီအရေးတွေးရောကတိတိတသားတို့ကြွားနေတာတွေ့တာပါလိမ့်မယ်။အဲ့ဒီတော့ဘာကြောင့်သူကထိတ်ဆုံးကပြင်းနေရလဲဆိုရင်ရှိမှမယ်။2024မှာရှုံးပွဲမရှိ၄ပွဲနိုင်ဇွန်လကျမှာဆို၃ပွဲအတွင်း၂ပွဲတောင်နိုင်ခဲ့သေးတယ်။ Andre ကြီးတဲ့ Shawn Norris ပွဲကိုလက်ခံခဲ့တယ်။ Number 1ကိုနိုင်တယ်။ပြီးတော့ Champion ကို၂ဆက်ဆက်ခန့်နဲ့အလဲထိုးပြီး Champion ဖြစ်ခဲ့တယ်။တိုင်တဲ့ကြောင့်ပဲ Breakthrough Fighter of the Year ဆိုတာတော့69ရာခိုင်နှုန်းတိကျနေပြီး Fighter of the Year ဆိုတော့လည်းထိတ်ဆုံးကပြင်းနေရပါဒါပေမဲ့ဒီဇလန်းကဂျိုးရှွာဗန်တယောက်တည်းရဲ့အောင်မြင်မှုမှာပဲရပ်မနေပါဘူးဒီအနိုင်ပွဲတာမြန်မာနိုင်ငံရဲ့တိုက်ခိုက်ရေးအားကစားသမားတွေအတွက်အရန်ကိုအရေးကြီးတဲ့အလက်အပြောင်တစ်ခုဖြစ်လာခဲ့တာပါဒါကတကယ်ကိုလှပတဲ့တိုက်ဆိုင်မှုတစ်ခုလို့ပြောရမှာပဲမြန်မာဂုံဆောင်တန်တရားရေးကစားသမားကြီးအောင်လာအန်ဆန်ကို Hall of Fame မှာဂုံကျူထည့်သွင်းခဲ့ရဲ့2024ခုနှစ် အဲ့ဒီနဲ့မှာပဲမြန်မာနိုင်ငံကနေနောက်ထပ်ချန်ပီယံတယောက်ကမ္ဘာအကြီးဆုံး MMA စင်မြင့်ပေါ်မှာပေါ်ထွက်လာခဲ့တာပါ။ဒါကိုကျွန်တော်တို့ကသမိုင်းဝင်မီရှုတိုင်လက်စင်ကမ်းမှုတစ်ခုလို့တောင်းတင်စားလို့ရပါတယ်။မျိုးဆက်တစ်ချက်ရဲ့အောင်မြင်မှုအမွေနှစ်ကိုနောက်မျိုးဆက်တစ်ချက်ကဂုံယူစွာနဲ့ဆက်လက်တည်ဆောင်သွားတယ်ဆိုတဲ့သက်သေပါပဲ။မြန်မာသွေးတွေကတိုက်ခိုက်လို့စိတ်သက်ပဲလို့ပြင်းထန်လဲဆိုတော့ကဘာကိုပြလိုက်တာပါပဲ။ ဆိုတော့ Joshua Van ရဲ့ဒီစွန်စားမှုနဲ့အောင်မြင်မှုဇလန်းကသူတရားထက်တက်မြုပ်တော့ပါဘူး။ဒါကမြန်မာနိုင်ငံကမျိုးစစ်တစ်တွေအာရှတိုက်ကတိုက်ခိုက်ရေးတမားတွေအတွက်ပါကြီးမားတဲ့စစ်တခွန်အားတစ်ခုဖြစ်လာစီမှာပါ။အခွင့်အရေးကိုမြင်ရဲဖို့အယာယူရဲဖို့တတိရှိရမယ်ဆိုတဲ့သင်ခန်းစာတစ်ခုပေါ့။ဒီအောင်မြင်မှုကမြန်မာ MMA လောကအာရှ MMA လောကရဲ့အနာဂတ်ကိုဘယ်လိုတွေများပြောင်းလဲပုံဖော်သွားမလဲဆိုတာကတော့တကယ်ကိုစိတ်လို့ရှာစွာနဲ့ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲခင်ဗျာ။ချီးရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေ။